မွန်ပြည်နယ်တဝမ်းမှာယာတီတုပ်ကွေးယောဂါဖြစ်များနေပြီးပြင်းထန်မှုတွေရှိလာတာကြောင့်ပြည်သူတွေအနေနဲ့ထူးထူးထားနေထိုင်ကြဖို့ဆရာဝန်တွေကတိုက်တွန်းလာပါတယ်။လက်ရှိအချိန်ဟာနွေယာတီကုံမိုးယာတီဝင် ကာလဖြစ်တာကြောင့်ပြည်နယ်တွင်းမှာယာတီတုပ်ကွေးယောဂါဖြစ်ပွားမှုကစားတဲ့စားမြင့်တက်လာတာဖြစ်ပါတယ်။ယာတီတုပ်ကွေးယောဂါဟာမိုင်းရဲ့ယောဂါဘူးကြောင့်ဖြစ်ပြီးအသက်ရှူလမ်းကြောင်းကတဆင့်ကူးဆက်တာဖြစ်တဲ့အတွက်အလဲတကူ ကူးဆက်နိုင်သလိုအနည်းဆုံး၃ရက်ကနေတပတ်ထိကြာနိုင်တာပါ။ဆရာဝန်တဦးကတော့ရာသီတုပ်ကွေးဟာတစ်နှစ်တစ်ခါပုံစံပြောင်းပြီးဒါရာကြောင့်တယောက်ဖြစ်ရင်တိမ်လုံးကူးဆက်နိုင်တဲ့အခြေအနေမှာရှိနေတယ်လို့တန်တွင်တိုင်းကပြောပါတယ်။လက်ရှိကတော့တုပ်ကွေးပေါ့ရာသီတုပ်ကွေးကအဖြစ်များဆုံးပဲ။ခါတိုင်းဘူးကြမှဖြစ်တဲ့ဟာပေါ့။ဒီလိုတုပ်ကွေးတော့နေပါပြီရာသီတုပ်ကွေးကများတယ်။ ယာရီတော့ကိုရတော့ဒီလိုပုံမှန်ပေါ့ဒီလိုယာရီအူပြောင်းဆိုလို့ရှိရင်ပြတ်တန့်ဖြစ်နေတာပဲလေသူက virus မျိုးပေါ့သတိတစ်ခါသူကပုံပြပြောင်းပြီးတော့လာတော့ virus နဲ့သူကပြောင်းဖြစ်ပြီးဆိုရင်အဲဒီရုံးကြီးကပူပတ်ခံရမယ်ဆရာမနာမယ်ကြောင်းပြပါရဖြစ်ပြီးတော့ကောင်းလာတော့ဒီလိုတော့အကျဉ်းချုပ်တော့ရတာလည်းပဲတော့ဒီကြားဒါအပြင်ယာတီတုပ်ပွေးယောဂါကိုတော့ကလေးတငယ်ပြင်လူကြီးတွေမှာပါဖြစ်များနေတာကိုတွေ့ရပြီး တချို့တွေအနေနဲ့ယာတီတုပ်ကွေးနောက်ဆက်တွဲဝမ်းပြက်ဝမ်းလျှော ဖြစ်နေတာတွေပါတွေ့ရပေမဲ့အသက်အန္တရာယ်စိုးရိမ်စရာတော့မရှိဘူးလို့သူကဆက်ပြောပါတယ်။နောက်ထပ်ဆရာဝန်တူကလည်းယာတီတုပ်ကွေးရောဂါဟာတစ်နှစ်တည်းနှစ်ပြင်းထန်လာတာကြောင့်ပုံစံပြောင်းကုသနေရတယ်လို့လက်ရှိသင်ပြောင်းဗိုင်းရဲကြောင့်ဖြစ်တဲ့အတွက်ဆေးကောင်းတွေနဲ့တောင်းတော်ယုံကိုပူမကြတဲ့ပုံစံဖြစ်လာတယ်လို့ပြောပါတယ်။ရန်တုတ်ရတော့တစ်နှစ်တည်းနှစ်တော့နည်းပြီးတော့ ဟိုပြင်းထန်လာတဲ့သဘောတရားရှိတယ်။ဟောကျွန်တော်တို့ပြည်တဲ့အနေနဲ့ဟိုကြည့်လို့ဆိုတော့နောက်တစ်နေ့တစ်နေ့မှာဒါယူတွေ့ရတဲ့နည်းပြတ်တယ်ကြောင်။ဒီလိုတော့အဘူဝါပြိမကြောက်ဘူး။ဟိုဆိုလိုတဲ့ဘဝကဟိုဒီဗီယာပုံမဟုတ်ဘူး။ဒါဗိုင်းရပ်စ်မျိုးဆိုတော့အပြင်ကြောင်းတဲ့အနေအထားရှိခဲ့တာကြတော့အဲ့ဒီဗိုင်းရပ်စ်ကြောက်ပေါ့နော်။ကူတဲ့အားတွေကတော်ရင်မကြောက်ဘူး။ဒီကနေ့အမှန်ကောင်းတဲ့ ီပါလာစောအုပ်စုကိုခရီးတော်မှာဟောမကြောက်ဘူးပေါ့နော်အဲ့လိုမျိုးလူရှိတယ်။ဒါ့အပြင်ယာတိတုတ်ကွေးယောဂကြောင့်အသက်သေဆုံးမှုမရှိနိုင်ပေမဲ့ယာတိတုတ်ကွေးဟာကိုယ်ခံအားစနစ်ကိုကျဆင်းစေနိုင်တဲ့အတွက်တခြားယောဂတွေဝင်ရောက်လာမှုမရှိအောင်ဂရုစိုက်ဖို့လိုအပ်တယ်လို့သူကဆက်ပြောပါတယ်။ပြည်သူတွေအနေနဲ့ဖျားနာလာပါကနီးစက်ရာဆေးရုံစည်းကမ်းတွေမှာပြသဖို့လိုအပ်ပြီးအချိန်မီပြသမှသာယာတိတုတ်ကွေးနဲ့သွေးလွန်တုတ်ကွေးကိုခွဲခြားသိနိုင်မှာဖြစ်ကာ အချိန်မီစေဝါကုသနိုင်မှာဖြစ်တယ်လို့ဆရာဝန်ကြီးကတိုက်တွန်းတာပါဒေသတွင်းမှာတော့ယာတိတုတ်ကွေးနဲ့သွေးလွန်တုတ်ကွေးယောဂါဟာတစ်နှစ်ပတ်လုံးဖြစ်ပွားမှုရှိပေမဲ့မိုးရင်းကာလတွေမှာအဖြစ်များတာကြောင့်ကလေးငယ်တွေပြင်လူကြီးတွေကစာသတိထားနေထိုင်ကြဖို့လိုအပ်ပါတယ်